မင်္ဂလာပါရှင်ရေဟုတ်ခေတ္တ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မြင်းချံတမလီဆန်ကိုရှော့တိုက်တုံးနဲ့ပြင်ခတ်တိုက်ခါရစစ်သား55သေဆုံးဆိုမန္လေးတိုင်းမြင်းချံမြို့နယ်မှာဂျပန်စစ်တပ်တပ်ဆွဲတဲ့တမလီဆန်ကိုဒေါ်လိုင်းတပ်တွေကရှော့တိုက်တုံးနဲ့ပြင်ခတ်တိုက်ခါရစစ်သား55သေဆုံးမိတိခိုက်တံရသူတွေများပြားလို့မြင်းချံ district battle line တူထံကနေသိရတယ်။တိုက်ခိုက်မှုကိုပြီးခဲ့အောက်တိုဘာလ10ရက်နေ့မှာပေါ်ဆောင်ခဲ့တာဖြစ်ပြီးအဆိုပါတမလီဆန်ရောက်မှစစ်တပ်ကအင်အားနေအောင်ဝင်ကျင်တဲ့တပ်ဆွဲနေထိုင်တာဖြစ်တယ်လို့သိရတယ်။ တာမနီစင်အောင်ကိုတရားခေါ်မှာမရှော့တိုက်တုံးဆယ်လုံးနဲ့ပြင်ခတ်ခဲ့တယ်။ဆယ်လုံးမှာ꿰တယ်လုံးက꿰တယ်အဲ့ဒီမှာမလေးလုံးကသူတို့စီကိုထွတီမိမိနဲ့꿰ရလို့မြင်းချံ district ပဒါလိုင်းတို့တောင်းရှိသူကပြောတယ်။ရှော့လိုက်တော့နေပြခတ်တိုက်ခိုက်မှုကြောင့်တမနီဆယ်အောင်တွင်တက်ဆွဲနေထိုင်နေတဲ့စစ်သား55တိတ်ဆုံးခဲ့တယ်လို့အများပြားလဲထိခိုက်တယ်ရရှိခဲ့ပြီးတော်လိုင်းတစ်ဖက်တွေကတော့ထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်။ဒီလိုတိုက်ခိုက်ပြီးတဲ့နောက်မှာတမနီဆယ်အောင်စီကိုညာဘက်ကစစ်ကိုရရောက်ရှိနေပြီးနီနာနေရာတွေကိုစစ်တပ်ကဟောင်းဝိဇာ87လက်နက်ကြီးနဲ့စစ်တပ်ကတောက်လျှောက်ပြခတ်နေတယ်လို့သိရတယ်။ ။မဆိုပါတိုက်ခိုက်မှုတွေကမြင်းကြံခဲအမှတ်နဲ့တင်ရင်ဘာမစ်စကိုင်လာ 4BG မြင်းကြံ1 more စစ်ကြောင်းနဲ့မြင်းကြံခဲအမှတ်3တိုင်တို့ကပူပေါင်းလုံဆောင်ခဲ့ပါတယ်။ဆလဘီစိတ်ဖြူမျိုးကနေထွက်လာစစ်တပ်စစ်ကြောင်းကြားပြတိုက်ခိုက်မှုစစ်သား9ဦးတိစုံပြီးစစ်ကား2စီးပြင်းစီမန်ဒေတိုင်းစိတ်ဖြူမျိုးကနေထွက်လာတဲ့အကြပ်စစ်တပ်စစ်ကြောင်းကိုကြားပြတိုက်ခိုက်ရာစစ်သား9ဦးတိစုံကြောင်းရှင်းနေတာကော်လမတောင်ရှိသူကပြောတယ်အော်တိုဘာလ25ရက်နေ့မနက်7:00နာရီခန့်မှာစိတ်ဖြူမျိုးဘောလုံးကွင်းကထွက်လာတဲ့ ကပ္ပစ21 20လကတာ2336လဆခကိုခလာ73တမက88တို့မှာစစ်သားရင်နဲ့စုဖွဲ့ထားတဲ့အင်အားနေရာခံပါစစ်သားစစ်ကား55စီကိုစိတ်ဖြူမြိုနဲ့ဂွေးပင်ချကြရနေမှာတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆက်တိုက်ခိုက်ခဲ့တယ်။ထို့သောမိုင်းဆက်တိုက်ခိုက်ပြီးအနောက်မှာ တော်လိုင်းတပ်ဖွဲ့တွေကချင်းတောင်ကြရနေမှာထပ်မံဆောင်စုတိုက်ခိုက်ရာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကား2စီးပြည့်စီကြောင်းသိရတယ်။ တိုက်ပွဲဖြစ်ပွားနေချိန်မှာစနေမြို့နယ်တညောင်တိုင်နယ်လျှက်စစ်ခွဲငါစစ်သားတွေကလက်နက်ကျင်းနဲ့ပစ်ကိုပေးတိုက်ခိုက်ခဲ့ပြီးစိတ်ပြူစလင်ကားလမ်းကိုလည်းစစ်ကြောင်းထုတ်လာသောတော်လိုင်းတပ်ဖွဲ့တွေပြန်လည်စခွာခဲ့ရတယ်။ရင်းထိတဲ့တိုက်ပွဲအတွင်းဂျပန်စစ်တပ်ကခုနှစ်ဦးသေဆုံးတော့ဆယ်ဦးထပ်မံတိုက်ခိုက်တဲ့ရရှိပြီးတော်လိုင်းရဲဘော်တွေအထိကမရှိပြန်လည်စခွာနိုင်ခဲ့တယ်။ပြည်သူ့အနေနဲ့စည်းအချင်းတွေကိုအမြန်းအားဆင်ထားဖို့နဲ့တရင်ထောက်ပြန်ချက်တွေကိုလိုက်နာပူပါစားပြီးပုံမြင့်တန်ရက်ခံခြင်းနဲ့လို့ရှင်းနေတာကော်လန်တာဝန်ရှိသူကပြောတယ်။ မဆိုပါတိုက်ခိုက်မှုကိုမကွေးတိုင်းပခါပါရွေလျားစစ်ကြောင်းရှင်းနေတာကောလပ်ကောကိုအမတ်စကိုတိုင်းနဲ့အမတ်လေးတိုင်တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ပါတယ်ဆက်လက်ပြီးမြောက်ရီမြို့နယ် KK ဘက်မှယနေ့ညပိုင်း ပေါက်ကွဲမှုထမှန်ဖြစ်ပွား KK ဘတ်တခုလုံးကို BGF ကမောင်းချလာပြီးရှင်းနေလောက်ဆောင်နေ။ကင်းပြင်းတဲ့မျိုးရီမျိုးနဲ့ KK ဘတ်မှာယနေ့ညနေပိုင်းပေါက်ကွဲမှုထမှန်ဖြစ်ပွားပြီး BGF ကမောင်းချတာကရှင်းနေလောက်ဆောင်နေကြောင်းနေဆက်တည်တာတင်းမြစ်တွေကပြောတယ်။အော်တိုဘလ26နှစ်ညနေ9နာရီကျော်ခန့်မှာမျိုးရီမျိုးနဲ့ KK ဘတ်တွင်ပေါက်ကွဲမှုထမှန်ဖြစ်ပွားပြီးနောက်မိခိုးလုံးတွေထွက်ပေါ်လာတာကိုတွေ့မြင်ရကြောင်းဆိုပါ KK ဘတ်တွင်ကြောက်ဖြန့်လုံခြုံရေးထွက်ခွာသွားပြီးနောက် BGF ကနေ့စဉ်ပေါက်ကွဲမှုလောက်ဆောင်ကရှင်းနေလောက်ဆောင်နေခြင်းဖြစ်တယ်။ ထို့သောပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ယနေ့ညနေပိုင်းမှာ BGF ကကေကေဘက်တစ်ခုလုံးကိုမောင်းချထားကရှင်းလင်းတွေဆက်လက်လုပ်ဆောင်နေကြသည်ရတယ်။ဒီနေ့ညနေပိုင်းကလည်းကေကေဘက်ထဲမှာဇက်တိုက်ကိုပေါက်ကွဲမှုတွေဖြစ်တဲ့ BGF ကကြားပြန်ကိစ္စနဲ့ပတ်သက်တာတွေကိုရှင်းလင်းလုပ်ဆောင်နေလို့ယူဆရတယ်။ပေါက်ကွဲမှုဖြစ်ပြီးမိကိုလုံးတွေထွက်လာတာကိုမြင်ရတယ်။ပေါက်ကွဲကတော်တော်ပြင်းနေထိုင်းဘက်ကအင်ကူပါဘုံဆာလာတီရဲ့ ခေါင်းမိုးပေါက်သွားတဲ့အခုညပိုင်းဒီကေကေဘက်ကမိတွေပိတ်ထားတဲ့မောင်းချထားရတယ်။သူတို့ဘာသာရုပ်ရှင်ရိုက်နေရလားမသိဘူးရင်ရက်တွေဆိုရင်ညပိုင်းမှာပေါက်ကွဲမှုဖြစ်တယ်။ဒီနေ့ပတ်ရက်လည်းဖြစ်တော့ညနေပိုင်းလည်းဖြစ်တော့လူတွေပုံမြင်ရတဲ့ထိုင်းဘက်ကျန်ကအနေဆက်လုံးကြော်ရီမှာအစစ်စစ်တင်းကျပ်နေတော့မယ်လို့နေဆက်ဒေတာသမင်းမြစ်ကပြောတယ်။အော်တိုအော်တိုဘာလ25ရက်နေ့ညနေ9:00နာရီကျော်ခန့်ကလည်းကေကေဘတ်တွင်ပောက်ကွဲမှုရစတိုက်ဖြစ်ပွားခဲ့ကြောင်းအော်တိုဘာ22ရက်နေ့နဲ့23ရက်နေ့ကစတင်ပြီးကေကေဘတ်တွင်ကစားဖြန့်လုပ်ကိုင်နေသူတွေကို BGF နဲ့ထုတ်ခဲ့ပြီးအရေးကျစားဖြန့်တိုးတဲ့တွေကို BGF ကခေါ်ထုတ်ကောင်း ရွှေကော့ကိုဘီဂျဲအဲ့ဒီတိုင်းမှာခုလုံခွင့်ပေးထားကြောင်းနေဆက်သတင်းမြစ်တင်ကပြောတယ်။ယနေ့ချင်းကြီးကေကေဘက်ကထိုင်းနိုင်ငံပဲဆောင်မျိုးကိုထွက်ပြေးရောက်ရှိလာတဲ့စုစုပေါင်း1233ရှိနေပြီးထိုင်းရနာပိုင်တွေကစစ်စစ်မှုလှုပ်ဆောင်ကယာယီကိုလုံရေးစခန်းတွေမှာထိန်းသိမ်းထားကြောင်းသိရတယ်။ဆက်လက်ပြီးနေပြည်တော်ကင်းတိုင်းနေရဲဘက်စခန်းမှာစခန်းတာဝန်ခံနဲ့လက်ထောက်ကြီးကျယ်မှုထင်းနေဦးကအချင်းသားရဲ့ငွေချင်းချင်းချောက်တောက်ခံတဲ့ဖြင့်ရိုင်းနေပြည်နယ်ချင်းနဲ့ကြီးကျယ်လုံးနေပြည်တော်ကင်းတိုင်း ရဲဘက်စကန်မှာစကန်တောင်ဝင်ကန်နဲ့လက်ထောက်ကြီးကြပ်ရမှုထင်နေုံကအကျဉ်းသားရေကိုငွေကြေးချင်းချောက်တောင်းခံနေပြင်ရိုင်းနှစ်ဖိနှိပ်ခြင်းနဲ့ကြီးကြပ်လုပ်နေကြောင်းအကျဉ်းစီးဌာနသတင်းမြစ်ကပြောပါတယ်ကင်းသာနေရဲ့ဘက်အကျဉ်းစခန်းတွင်ကျင်းသားများနေဖြင့်လွတ်လပ်စွာနေထိုင်ခွင့်ရှိတဲ့အချက်ချံမှာနေမိဆိုရင်တောင်းလျင်25ဒိန်၅ကတ်မှာနေမိဆိုရင်တောင်းလျင်30 30ဝက်ချံမှာနေမိဆိုရင်တောင်းလျင်ငွေကျ20မိဖို့ကြီးမှာနေမိဆိုရင်25ဒိန်၅ချံမှာနေမယ်ဆိုရင်30ငွေကျပြမှာသာနေထိုင်ခွင့်ရကြောင်းသိရတယ်ဝက်ချံ၅ကတ်မှာနေလွတ် လှုပ်ချင်တာလှုပ်လို့အကုန်လုပ်ရတယ်ခွင့်ရကလည်းတဆုံနိုင်လို့ရတယ်ရက်တင်စားစအင်ကမိမလာစလှုပ်လက်နေထိုင်ခွင့်ရတယ်ဒါကိုစကန်တာဝန်ခန့်ကျော်မင်းတို့ကတင်းချီတောင်းနေရလို့အကျန်စကင်းသတင်းမြစ်ကပြောတယ်ထို့ပြင်ရဲဘက်စကန်ကိုအကျဉ်းသားရောက်လာအကျဉ်းသားတင်ရောက်လာတဲ့အချိန်တိုင်းမှာငွေကြေးတွေချင်းချောက်တောင်းကန်ကြောင်းအကျဉ်းသားတွေပေါ်လှုပ်ချိန်တနစ်တာအတိုင်းတာထပ်ပေါ်ပြီးတော့ကြောက်ထုတ်ခိုင်းနေကြောင်းသိရတယ် ထို့ပြင်ရဲဘက်စကန်ရဲ့လက်ထောက်ကြီးကြိုင်မှုတဲ့ထင်းထင်းကအကျဉ်းသားရဲ့ပေါ်ဆဲဆိုချိန်မှောင်ပြီးအရဲသေးစားတောက်စားမှုရင်းနေလေးရှိကြောင်းရင်းပြင်ကျဉ်းသားတွေပေါ်ပြင်းနေကြောင်းဆက်ရိုက်နေခြင်းတွေလှုပ်ဆောင်နေကြောင်းအကျဉ်းထောင်တွေလူမိုက်မွေငွေချင်းရှာဆက်ကြီးကောက်ခိုင်းနေကြောင်းသိရတယ်။ဆက်လက်ပြီးတော့အင်းနမျိုးတွေတိုက်ပွဲဖမ်းပြီးရဲစစ်တုံးမှ73ထွက်ပြေးလွန်မြောက်နေ စကိုင်းတိုင်းအင်တော်မျိုးသိန်းတိုက်ပွဲမှာဖမ်းမိခဲ့တဲ့စစ်တုံးမန်းတွေတဲကတရင်မှုတအုပ်နဲ့မြို့နယ်အုပ်ချုပ်ရေးမှုအပါအဝင်ဆက်သုံးထွက်ပြေးလွတ်မြောက်သွားတယ်လို့စုံစမ်းသိရတယ်။ပေါ်ရော်လို့ဖြစ်တာကင်းဆောင်တဲ့သူတွေကိုရိုက်နှက်ပြီးပြေးတာတနက်လဲပါသွားတယ်။ပေါ်ရော်လွန်ပါတယ်အင်တော်မျိုးကန်တရင်မျိုးကပြောတယ်ဒီဖြစ်စဉ်ကအောက်တိုဘာလဒုတိယပတ်ထဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီးအင်တော်မျိုးနယ်ပကပကတရင်ပြင်မမတောင်ထိနေတယ်လို့ဆိုတယ်။ထွက်ပြေးတဲ့တွေထဲမှာတရင်မှုတအုပ်နဲ့မြို့နယ်အုပ်ချုပ်ရေးမှုပြင်စစ်ကောင်စီဘက်ကအရာရှိချုပ်ပါပါသွားတယ်လို့ဒေသတွင်းစည်းသတင်းမြင့်နဲ့လူလူတော်လိုင်းသတင်းတွေပေါ်ပြနေအင်တော် revolution အရာကပေါ်ပြတယ်။ ။အင်းတော်မျိုးကိုကာကွယ်တပ်ဖွဲ့တွေကမသိမ်းပိုက်နိုင်ခဲ့ရက်သားပြည်သူတွေကိုစစ်ကောင်စီကအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖမ်းဆီးနှိမ်ဆက်မှုတွေမှာဖူပေါင်းကျူးလွန်ခဲ့တဲ့မြို့နယ်အုပ်စုဝင်မှုပိုင်း38ကိုပြည်သူ့လုံခြုံရေးအဖွဲ့ကတိကျချုပ်နှောင်ထားခဲ့ရာကနေ73လုံးမြောက်သားလုံဆောင်ဆန်းတည်ရတယ်။ပေါ်မှုဆောင်အောင်တအုပ်ကိုတော့တိကျနေမှာချုံနောက်တာဖြစ်ပြီးလက်ရှိထွက်ပြေးလွတ်မြောက်တဲ့စစ်တုံးမန်းနေထဲမှာမပေါ့လို့သိရတယ်။စစ်တုံးမန်းနေထွက်ပြေးလွတ်မြောက်တာနဲ့ပတ်သက်လို့တာဝန်ရှိသူတွေကအပြန်ဝင်တရင်မထုတ်ပြန်သေးပါဘူး။ဖြစ်စဉ်နဲ့ပတ်သက်လို့အန်ယူဂျဲကာကွယ်ရေးနဲ့ပြည်ထိုင်ဌာနကိုစောတယ်မြေမြေကိုစူးစမ်းနေပေမဲ့အဆက်အသွယ်မရရှိသေးပါဘူး။ နောက်ဆက်အပြေးကြတဲ့အတွက်ဒုဝင်ကျေးဇူးတင်ရှိပါရှင်